မိုင်းလောက်တာဖိုင်လေးကြည့်ရှုပြီးတော့ဘုမှုတူတာတစုံပြန်ရခဲ့ပြီလေဆိုရင်ကျွန်မကိုပြန်လည်ပြီးအခုကြီးထောက်ပံ့ပေးနိုင်ပါတယ်။ဘန်နေကုံလုံးပေါ့မဆိုအလုံးပေါင်း6ဘီလီယံ9ဘီလီယံနေပါရှိပါလား။အတော်စမ်းစစ်ချင်နာမည်မဟုတ်ဘူး။ဟိုမေးလို့လဲကြပါရဲ့ဖိဝိုင်းလို့ကြရင်းဆိုပြီးတော့လိုက်လာငါတို့လိုက်အုပ်လိုက်ကြီးပါဗျာ။အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးရက်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပတော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါဟုတ်ကဲ့ကျွန်တော်တို့အတွက် ခွန်အားဖြစ်စေမယ်ရုပ်တံလေးနဲ့မဲအောင်မဲအောင်ငါပြောပြအောင်တခြားဆက်ရဲတယ်โอเคနားထောင်နေရဲ့ဒီခยีလမ်းကွာဟာလဲစူးစားပဲငါသွားနေနေဟိုလမ်းခုလမ်းမှာခလုတ်ချက်ပိတ်တိုက်ပြီးတော့ငါမှောက်လဲွာနားထောင်နော်လူငယ်လူကြီးတွေနားထောင်လုံးဝခွန်အားဖြစ်စေမယ်စကားတွေဒီလိုမျိုးလေးပါတော့ဟောက်လဲွာငါပြန်ကုန်းထားဒီနောက်ငါပြန်ကြည့်လိုက်နောက်မှာလူအုပ်ဖလက်တွေ့လိုက်ဟာငါမိတ်ဆွေနဲ့ ငါကောင်းနေရငါလဲကြွားတော့လာထူပြီပေါ့ငါလမ်းကြည့်အားတက်ပါဗျာဟွန်းနာရှိနည်းနည်းဒီကောင်းနေနည်းနည်းရောက်တော့အတန်ကြားဟာဟိုမေးလို့လဲကြွားရေဖိဝိုင်းလို့ရေဆိုပြီးတော့လိုက်လာငါလည်းလိုက်အုပ်လိုက်ကြီးပါဗျာငါငါမိတ်ဆွေတွေလည်းပါအဲ့ဒီမှာအကောင်းပါလို့နားထောင်နေအောင်နော်ပြည်သူတွေကိုပျော်အောင်လဲထားတယ်ကျွန်တော်ညီနောင်တွေဟာတညံလဲရှိတယ်โอเคညောင်နေအဆက်ဆက်ဘေကင်းအဆင်ပြေပြီးတော့ခွေးမျိုးပြုတ်တဲ့အထိအတူတူ ရုံးရမယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့နိုင်ငံကအမေဒေါ်ဆန်းစုကြည်အပ်ထားတဲ့ဒေါ်လာ1ဘီလီယံကိစ္စနဲ့ပတ်သက်ပြီးတော့ပင်လယ်ကိုမောင်မောင်ရှင်းပြထားတာလေးကိုနားထောင်ကြည့်ပါအောင်ကျွန်တော်တို့ဘူးတတခုခုရတာပေါ့ဘယ်သူဘယ်သူနာမည်နဲ့အပ်တာလဲတဲ့နိုင်ငံပိုင်းအကောင့်လားတဲ့ personal account လားသိကောင်းပါလေရန်နိုင်ဆိုနော်သူမေးတယ်မေးကနိုင်ငံပိုင်းအကောင့်ပါနိုင်ငံပိုင်းအကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေါ်ဆန်းစုကြည်နာမည်နဲ့အဲ့လိုမရပါဘူး။မြန်မာနိုင်ငံရဲ့ February performance လို့ရှိရင် အာ CBM ပေါ့နော် Central Bank of Myanmar ဆိုတဲ့အကောင့်နဲ့အဲ့ရတာပါအဲ့တဲ့အတွက်ကြောင့်မို့လို့အဒေါ်ဆန်းစစ်ကြီးနာမည်မဟုတ်ဘူးโอเคခြားနိုင်ငံတွေလည်းဒါမျိုးပဲအဲ့ဒီအဲ့လိရှိပါတယ်နော်အန်နေဂျာရှိပါတယ်ငွေကြေးခိုင်မာအောင်လို့လို့ပြောရမှာပါနော်အဲ့တော့အဲ့လိုဒီစားအဓိကအဓိကပေါ့နော်လူငယ်တွေကြားထဲမှာမအားကြောင့်လဲဆိုတော့ခင်ဗျားတို့ကျွန်တော်နိုင်ငံရေးအခြေအနေတွေကိုအမှန်ကိုအမှန်တိုင်းနားလည်ထားမှာ အဲ့ဘလောက်ကောင်းလဲဆိုလို့ရှိရင်အမှန်တရားကိုဝိုင်းရှာဖွေနိုင်မယ်အမှန်တရားကိုရှာဖွေနိုင်မှသာလျှင်ကျောင်းနိုင်ငံရေးအဖြစ်ရှေ့ဆက်နိုင်မယ်အခုတော့အဲတယောက်ကလုပ်လို့ရှိရင်တယောက်ကတပုတ်လေးလင်းပြောတယ်ကလန်တိုင်းလင်းပြောပြောလို့ရှိရင်ဟာဟုတ်ပြောင်ရောင်းနေဖြစ်လာတယ်ဟုတ်ပြောင်နေဖြစ်လာပြီးတော့တယောက်ကတယောက်အမုန်းနေပွားလာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ပေါ်မှာအတတော်များများပေါ့နော်ဟုတ်ပွားလာတာလေးရှိရပေါ့နော်နိုင်ငံပိုင်းအကောင့်တွေပါနိုင်ငံပိုင်းအကောင့်တွေလည်းအဲ့လိုရပါတယ်ရှင်းတယ်နော်အဲ့တော့ဒီငွေချေးကိုဒီ1 billion ပေါ့1 billion သောငွေချေးတွေကို NUG ကထုတ်ဖို့ကြိုးစားတယ်အခုကြိုးစားနေနော် NUG ဘာကြောင့်ကြိုးစားလဲဒီငွေကြေးတွေကိုသူတို့ကဘယ်လိုခေါ်မလဲဆိုတော့တရားဝင်အစိုးရဖြစ်တဲ့ကြောင့်ထုတ်ဖို့ကြိုးစားနေပေမဲ့လုံးဝမရပါဘူးထို့သူအာကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရပေါ့အဲဥမင်းအွန်လိုင်းကလည်းဒီငွေကြေးတွေကိုပြန်ထုတ်ဖို့ကြိုးစားတယ်သူလည်းထုတ်ဖို့ထုတ်လို့မရဘူးအဲထို့သူဒီပေါ့ NUG လက်ထုတ်လို့မရသေးပါဘူးဘယ်သူထုတ်လို့ရမလဲဆိုတာမသိချောင်းအဲ့တော့နိုင်ငံရန်ကြားမှာသွားပြီးတော့သွားရောက်ပြီးတော့အနှံနဲ့ငွေဟာအဲကျွန်တော်ဘလောက်လောက်ရှိမှာဆိုရှင်ဘန်နေကုန်လုံးပေါင်းမှာဆိုကျွန်တော်30ကြည်တာပေါ့နော်အလုံးပေါင်း6ဘီလီယံ9ဘီလီယံနေပါရှိပါလေဝါမင်းရဒေါ်လာတွေကြီးပဲနော်မင်းရဒေါ်လာတွေပါအစင်ကူဘန်မှာလည်းအပ်ထားတာတွေရှိတာဟုတ်နော်အဲ့တော့ဒီငွေကြေးတွေအလုံးကိုတော်စုမခိုးဘူးပြောတာတော့မှခိုးတယ်လို့နေကြတယ်ဒါစင်းစင်းစီကဥပဒေရကျွန်တော်တို့ထိချာဖတ်ကြည့်ပါနော်2023အဲ2023ဘန်ဥပဒေမှာ အခန်းကြီးဘလောက်မှာရှိမှာဆိုတော့အခန်းပေါင်း6ခန်း6ခုနဲ့လာမသိဖွဲ့စည်းထား okay ကိုမမောင်ကျေးဇူးတင်ပါတယ်ကျွန်တော်မိသားစုတွေဒေါ်လာ9ဘီလီယံနဲ့အဲဒီပတ်စံနေတာเนาะဒီခွေးကောက်ပွဲပြီးသွားလို့တရင်ဝင်အစိုးရဖြစ်သွားလို့ခွေးယူအာနာရှင်တစုတာထုတ်သွားရင်ကျွန်တော်ပြည်သူတွေကိုတတ်မဲ့လက်နဲ့တွေဓာတ်မကခံစားရမှာကျွန်တော်တို့နိုင်ငံရဲ့ပတ်စံနဲ့နိုင်ငံရဲ့ဘန်နာငွေတွေနဲ့မစင်းစားသေးရလဲအဲ့တော့ဒီခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မရရအောင်ချင်းချောက်ပေးပါလို့ တောင်းဆိုပြရသည်ဒီနေရာကနေဒါကတော့ကျွန်တော်တို့ကိုခွက်ခောက်တယ်တောင်းစားတယ်ပြောနေတယ်ပုတုမရာသီသွေးပေါ့နော်အဲသူကိုယ်တိုင်လည်းအခုယောက်ျားရပြီးတော့ခွက်ခေါက်နေရပြီကျွန်တော်မိသားစုတွေမောင်ကိုချက်တဲ့ခင်တဲ့လူတွေလည်းတိတက်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်မကမချက်တဲ့လူတွေကြော်သွားပါ။ကျွန်မနဲ့ညီပတ်ချင်းမတူဘူးဆိုတဲ့လူတွေကြော်သွားပါ။ဆက်ပြီးကြည့်ပါလား။ ကျွန်တော်တို့ချစ်ခင်အားပေးတဲ့လူတွေအနေနဲ့ကျွန်မရုပ်သံဖိုင်ကိုကြည့်ရှုပြီးတော့အကျိုးကျေးဇူးတစ်စုံတစ်ခုရခဲ့ပြီလို့ဆိုရင်ဥပမာကျွန်မရုပ်သံဖိုင်ကိုကြည့်ပြီးတော့ကိုမတိလိုက်တဲ့အကြောင်းအရာတစ်ခုတိလိုက်တယ်။ကိုစိတ်ထဲမှာသွေးသွားဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုတိကျစွာတိလိုက်တယ်။ကျွန်မရုပ်သံဖိုင်ကိုကြည့်ရှုပြီးတော့ဘဟုတုတ္တတစ်စုံပြန်ရခဲ့ပြီလို့ဆိုရင်ကျွန်တော်ကိုပြန်လည်ပြီးတော့ကိုကြီးထောက်ပံ့ပေးနိုင်ပါတယ်။ကျွန်မရဲ့ဖုန်းနံပါတ်399ကောင်းစားနေပြီเนาะကျွန်တော်မိသားစုတွေလောက်ကြအောင်လောက်ကြအောင်ဟမ် အဲ့ဒါဝက်လေတာဝက်ဆိုတာတန်တရာတပတ်မကူဘူးနင်ဘုံကြီးကြောင်းမှာကတ်နေလို့မရတော့ယောက်ျားရသွားတော့ဘုံကြီးကြောင်းမှာလည်းထားမှာမဟုတ်တော့ဘူးဗျာဒါအပြင်မှာအိမ်ငါးကတောင်မရှိတဲ့ပုံစံမျိုးโอเคချဲရလည်းမပေါက်ဘူးကျွန်တော်မိသားစုတွေခက်တာเนาะကျွန်တော်တို့ချဲပေါက်ရင်တော့မဆိုးပါဘူးနေထားလေးကြည့်ရအောင်โอเคကျေးဇူးတင်တယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဘက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်းဆုံတွေ့